သူတို့ဟာဆွေလို့မတောက်ပါပါဘူးသူတို့ဟာရင်းနှံလို့မစည်းစင်းပါဘူးဒါပေမဲ့လာမယ့်နေ့တွေအနာဂတ်မှာမြေသူအာဏာရှိမယ်ဆိုတာကိုဆုံးဖြတ်နိုင်ပါတယ်မြေအောက်နဲ့နဲ့မှာမြုပ်နှံထားတဲ့တတုစက္ခရုံမျိုးဟာယခုကပ်ပြိုင်ဆိုင်မှုရဖို့ဖြစ်လာခဲ့ပါတယ်သူတို့ဟာတင်လက်ထက်ကဖုန်းတင်လမ်းဘောကကားဝေးရာက လေယာဟတွေနိုင်ငံတွေကိုကာကွယ်တဲ့လက်နက်တွေကိုအင်အားပေးပါတယ်ဒီတတုတွေကို ရှာပါမြေဓာတ်ဆင်တွေလို့ခေါ်ပါတယ်သူတို့ဟာကမ္ဘာအင်အားကိုတိတ်တဆိတ်ပြောင်းလဲနေပါတယ်ဝါရှင်တန်ကနေဘီဂျင်အထိကမ်ဘရာကနေနယူးဒေလီအထိအစိုးရများဟာသူတို့ကိုရယူရန်အရန်စူးစမ်းနေကြပါတယ်ဘာကြောင့်ဒီစပါမြေကိုမြေသူထိ ंछ ုပ်တယ်လဲဆိုရင်ဤပညာရဲ့အနာဂတ်ကိုထိ ंछ ုပ်မှာပါစပါမြေတွေဟာ ခင်မိကရိယာအလုံးနေပါမှာအသုံးပြတဲ့တတုဒတ်စင်18မျိုးပါဥပမာအချို့ကတော့နီယိုဒီမီယာလက်စစ်ကနဲ့လေယဟတွေအတွက်တန်လိုက်များမှာအသုံးပြပါတယ်တက်ဗီယန်ဟာ LED မီးတွေကိုပုံမတော့ပတ်စေပါတယ်လန်တနန်ဟာကင်မရာမန်ဘလူးတွေကိုပုံမရှင်းနေစေပါတယ်သူတို့ကခင်မိဘွားရဲ့လိုအပ်အခြေခံမှာ ယနေ့ဤပညာကို ဖြစ်နိုင်စေတဲ့တတ်တူတွေပါသူတို့ပျောက်ကွယ်ရင် အရာအလုံးနေကွေးလာမှာပါစိတ်လန်းစွန့်အင်လှူရှာမှု digital တော်လန်ရင်းနဲ့နိုင်ငံကာကွယ်ရေးတို့ပါဒါပေမဲ့ရှားပါလို့ခေါ်ခဲ့ပေမဲ့ရှားပါမြင်များဟာတကယ်ရှားပါမှုမဟုတ်ပါဘူးကမ္ဘာတဝန်းမှာ တွေ့ရှိနိုင်ပါတယ်ဒါပေမဲ့များသောအားဖြင့်ကြီးမားပြီးစုစည်းထားတဲ့နေရာမှာတော့မဟုတ်ပါဘူးထုတ်ယူရန်ငွေတိကျမှုနဲ့စိတ်ရှင်မှုလိုအပ်ပါတယ် တန့်ရှင်ရန်ပုံပုံကြိုးစားမှုလိုအပ်ပါတယ်တန့်ရှင်စွာလှုပ်ဆောင်ရန်အခက်အခဲဆုံးဖြစ်ပါတယ်အဲဒါကြောင့်သူတို့ဟာတံပိုးရှိပြီးဘျူဟာအရင်မစ်ဖြစ်လာခဲ့ပါတယ်အမေရိကန်ဘူမိတိတ်ပံစစ်တမ်းရကဘာမာတိတိရှိထားတဲ့ရှားပါမြေတန်ချိန်90မီလီယံကျော်ရှိပါတယ်ကျူမာ44မီလီယံတန်ရှိပြီးကမ္ဘာစုစုပေါင်းရဲ့နီးပါးတဝက် ဖြစ်ပါတယ်ဘရာဇီးမား 27မီလီယံတန်ရှိပါတယ်အများစုမသုံးပြရသေးပါဘူးအိန္ဒိယမှာ6.9မီလီယံတန်ရှိပါတယ်အဓိကအားဖြင့်တောင်ပိုင်းနဲ့အရှေ့ကမ်းရိုးတန်းတစ်လျှောက်ပါဩစတြေးလျမှာ9.9မီလီယံတန်ရှိပါတယ်ကမ္ဘာ့ချမ်းသာဆုံးတိုက်တစ်ခုနဲ့တူပါတယ်ရုရှားမှာ3.8မီလီယံတန်ရှိပါတယ်မီဗီနမ်ဗီယက်နမ်မှာ3.5မီလီယံတန်ရှိတယ်အမေရိကန်မှာ3.9မီလီယံတန်ရှိပါတယ် အခြားသင်းငယ်ပေမဲ့အရေးကြီး type တွေကတော့ Greenland, Tanzania, South Africa, Canada နဲ့ Nigeria နိုင်ငံတွေဖြစ်ပါတယ်။ဒီနိုင်ငံတွေဟာ smartphone ကနေဂျိုဒူအထိလိုအပ်တဲ့တတ်တူတွေကိုအတူပြန်ဆိုင်ထားပါတယ်။ဒါပေမဲ့တိုက်ရှိယုံနဲ့ထောက်ပံ့မှုထိန်းချုပ်ရတာမဟုတ်ပါဘူး။တကယ်အင်အားဟာတန့်ရှင်ရေးပါ။ကုန်ချမ်းခဲကိုအသုံးပြုနိုင်တဲ့ပစ္စည်းအဖြစ်ပြောင်းရေးပါ။ဒီနေရာမှာတရုတ်ဟာအရန်ရှိရောက်နေပါတယ်။1980နဲ့ 1990ခုနှစ်မှာတရုတ်ဟာတန့်ရှင်နည်းပညာမှာအလေးထားရင်းနှီးတစ်ခါချိန်မှာ အခြားနိုင်ငံတွေကလစ်လျူရှုခဲ့ကြပါတယ်။၎င်းကအမြနဲခံပြီး ပြင်းထန်ညဉ့်ဉဏ်မှုကိုလက်ခံခဲ့ပြီးတော့မှတံပိုးကွင်းကိုအပြစ်ထိန်းချုပ်ခဲ့ပါတယ်။ယနေ့တရုတ်ဟာကမ္ဘာရှားပါးမြေရဲ့80%ရာခိုင်နှုန်းကိုတူးဖော်ပြီး90%ရာခိုင်နှုန်းကိုတန့်ရှင်ခဲ့ပါတယ်။ဒါဟာဘီဂျင်းကိုကြီးမားတဲ့လွှမ်းမိုးမှုပေးပါတယ်။ လက်ရှိကတစည်းချင်းလေယာဟတခုချင်းဒါမှမဟုတ်တိုက်လေချင်းတစည်းချင်းဟာတရုတ်ကလာတဲ့အစိပ်ပိုင်းများကိုအုံပြုနေနိုင်ပါတယ်တရုတ်ဟာတည်အင်အားကိုအရင်ကအုံပြုခဲ့ကြပါတယ်2010မှာနိုင်ငံရေးအငြင်းပွားမှုအတွင်းဂျပန်တို့တင်ပို့မှုရပ်တန့်ခဲ့ပြီးကမ္ဘာစီးနှုန်းများချက်ချင်းမြင့်တက်ခဲ့ပါတယ်ယခုထမှန်ထိန်းချုပ်မှုတင်းကျပ်နေပါတယ်အော်တိုဘာမှာတရုတ်ဟာရှားပါးမြေဓာတ်ဆင်အသစ်၅မျိုးကိုခန့်သတ်တင်ပို့စင်းတဲ့ထက်ခဲ့ပါတယ် စီမီကွန်တာနဲ့တန်လိုက်ဆိုင်ရာတင်ပို့မှုများအတွက်အပိုစီမီနေထက်ခဲ့ပါတယ်။၎င်းမှာကပတဝမ်းကိုထိခိုက်တဲ့စီမီအစ်စ်တစ်ခုပါမိတ်ဆက်ခဲ့ပါတယ်။တူရှာပါမီဒါမှမဟုတ်တူတန့်စင်ဤပညာအသုံးပြုတဲ့ကုမ္ပဏီမြင့်တီတစ်ခုမဆိုပြပကိုထုတ်ကုန်ရောင်းချခင်တရုတ်တင်ပို့လိုင်စင်ရယူရမှာဖြစ်ပါတယ်။ဒီစီမီများဟာဒီဇင်ဘာ1မှ7မှဖြစ်ပြီးတန်ရှင်းစွန့်အင်နဲ့ ကာကွယ်ရေးလုပ်ငန်းများကိုထိခိုက်မှာဖြစ်ပါတယ်။တုကမူဝါဒဟာရင်းမြစ်ရေရှည်စီမံခန့်ခွဲရေးအတွက်လို့ဆိုပါတယ်။ဒါပေမဲ့အမေရိကန်နဲ့ဥရောပကစီးပွားရေးဖိအားကိုဆိုဆိုပါတယ်။အကြောင်းမျိုးပြင်ဖြစ်စေအကျိုးတရားမှုဟာရှင်းပါတယ်။ကမ္ဘာထောက်ပံ့ကွင်းများမတိမငြိမ်ဖြစ်လာခဲ့ပါတယ်။ဘေကျင်းရဲ့မူဝါဒအပြောင်းလဲမှုတစ်ခုချင်းဟာနေရာတိုင်းရဲ့လုပ်ငန်းတွေကိုထိခိုက်ပါတယ်။ ဒါကြောင့်ရှားပါမြင်များဟာယခုအမျိုးအစ်တရဲ့တပ်တမန်ရေးကိုတွန်းအားပေးနေပါဗါဒ်အမေရိကန်ဟာယုံကြည်ရတဲ့မဟာမိတ်များနဲ့ထောက်ပံ့ကွင်အစ်တများတိစောက်ရန်ဥဆောင်နေပါဗါဒ်၎င်းဟာဂျပန်ဩစတြေးလျမလေးရှားထိုင်းနဲ့တတ်တူသဘောတူညီချက်တွေလက်မှတ်ရေးတိုးခဲ့ပါဗါဒ်၎င်းဟာများနှစ်အစ်တနဲ့တန်းရှင်ဆက်တွေကိုလည်းရန်ပုံငွေထောက်ပံ့ပြီးအ धिक ကုမ္ပဏီများမှဆက်ရဝယ်ယူနေပါဗါဒ်အမေရိကန်ဟာနိုင်ငံကာကွယ်ရေးအတွက်ရေးပါတဲ့တတ်တူတွေကိုတိုးလောင်နေပါဗါဒ် ဂျပန်ဟာအခြားလမ်းကိုယူနေပါတယ်။၎င်းကထောက်ပံ့မှုတွေကိုမျိုးစုံလုပ်ပြီးပြန်နဲ့တုံးချရေးမှရင်းနှီးနေပါတယ်။ဟောင်းနွမ်းနဲ့အီလက်ထရောနစ်များကတန်လိုက်တွေကိုပြန်ရယူရေးပါ။၎င်းကတင်တွင်မှုမှမိခုံမှုစောချရန်အစားထိုးမှုကိုဖျံဖြိုးနေပါတယ်။ဥရောပဟာအတူတူလှုပ်ရှားနေပါတယ်။အရေးပါကုန်ကြမ်းဥပဒေဟာဥရောပသမ္မတကရဲ့လူအချက်ရဲ့၄၀ကံလုံးကို၂၀၃၀မှာဥရောပအတွင်းပြုပြင်ရန်ရည်မှန်းပါတယ်။ အစ္စတိုးနီးယားပြင်သစ်နဲ့ဂျာမနီမှာတန့်စင်ဆက်အသစ်တွေတည်ဆောက်နေပါတယ်။အာရှမှာအိန္ဒိယဟာလင်းမြန်းစွာကြီးထွားနေပါတယ်။၎င်းကအမျိုးသားအရေးပါတတ်တုမစ်ဆင်ကိုစတင်ခဲ့ပြီးသူဖော်မှုစာဖွေမှုနဲ့တန့်စင်မှုကိုချက်ထွင်နေပါတယ်။၎င်းကအာဂျင်တီးနားနဲ့ဩစတြေးလျလိုနိုင်ငံများနဲ့ပူးပေါင်းနေပြီးပြန်လည်သုံးချက်ရင်းနဲ့စိန်လန်းထုတ်လုပ်ရေးကိုမြင့်တင်နေပါတယ်။အိန္ဒိယရဲ့မက်ဆေ့ကတော့ရှင်းပါတယ်။ဖွံ့ဖြိုးမှုဟာရေရှည်တည်တံ့ရမှာပါ။ အာဖရိကတောင်းမှာစာဖွေမှုပါမြင့်တက်နေပါတယ်နိုင်ဂျီးရီးယားတန်ဇန်နီးယားနဲ့မဒါဂတ်စကာဟာယင်းသူများကိုဆွဲဆောင်နေပါတယ်တောင်အာဖရိကကဘူမိဒဏ္ဍတိတ်ပံသူတည်တနာကိုချက်ထွင်နေပါတယ်အာရှကနဲ့အာဖရိကအထိအစတိုးစာဖွေမှုဟာအစိမ်မြင့်လာနေပါတယ်ဘာကြောင့်လဲဆိုတော့အန်နယ်ဟာလီလူရှူရလောက်အောင်မြင့်မားနေလို့ပါရှားပါမြင်များဟာတိတ်တဆိတ်အင်အားကိရိယာအသေးတွေဖြစ်လာခဲ့ပါတယ်သူတို့ဟာတန်ရှင်းစွမ်းအင်ဤပညာနဲ့ နိုင်ငံလုံးဂျိုးရီအတွက်မရှိမဖြစ်ပါသူတို့အတွက်တိုးပွားလာတဲ့လူအချက်ခါကမ္ဘာအင်အားမြေမြေပုံကိုပြောင်းလဲနေပါတယ်နိုင်ငံများဟာဂျင်းတန်ကွင်းတွေအတွက်ပြန်ဆန်ရတော့ပါဘူးသူတို့ဟာတတ်တုထောက်ပံ့ကွင်းတွေအတွက်ပြန်ဆန်နေပါတယ်နေဆရာစုမှာအင်အားဟာဂျင်းတန်ပိုက်လိုင်းတွေကလာခဲ့ပါတယ်ဒီရာစုမှာတန့်စင်ဆက် chip ဆက်ယုံနဲ့တန်လိုက်ထုတ်လုံမှုက လာပါပါဒီပြိုင်ပွဲအစ်စ်ဟာမြေတူပုံမြန်တူဖို့တလဲမဟုတ်ပါ ဒါပေမဲ့မြေသူတန့်ရှင်ပြန်လည်တုံးချရဲ့ချချင်းနဲ့စံတစ်တည်ထွင်ရမှာပိုကောင်းလာမှာဖြစ်ပါတယ်။နိုင်ငံတကာမှ မမီတဲ့တန့်ရှင်လုံခြုံတဲ့စနစ်တိဆောက်ရေးပါအစိုးရများအတွက်တန်းဟာလုပ်ငန်းများမဟုတ်ပါဘူးအမျိုးသားပြူဟာပါ။စပါမီထိန်းချုပ်ရေးဤပညာကာကွယ်ရေးနဲ့စွမ်းအင်လုံခြုံရေးထိန်းချုပ်ရေးပါ။ Now ကဘာအာဂျီဟာရင်းနှံစီများနဲ့မပမတမတော့ပါဘူး။ဒါပေမဲ့ neodymium prasi odymium နဲ့ dysprosium တာများနဲ့ပါစပါမီတွေဟာအနာဂတ်ရဲ့ကုန်ကျန်းပါမြေလူအားအကြီးဆုံးနဲ့လုံခြုံဆုံးထောက်ပံ့ကွင်းတိဆောက်တယ်ဆိုရင်အဲ့ဒီအနာဂတ်ကိုတတ်မှာပါ